ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပီးလိုက်ရပါတယ်။အဲ့ဒီနေ့မြန်မာစံတော်ချင်းဒါကျွန်တော်တနာ ਈ ခွဲမှာကုလူကန်လန်ပေါ့အမှန်တမ်းပြောမှုစပြတခါကျရင်ပရီးမီးယားလိုတဲ့ကောင်တွေအာရှကောင်တွေစောက်ဖက်မလုပ်ဘူးသိလားခမတ်တကယ်ဒါကတော့ပြောလို့ပြောရမှာမဟုတ်ဘူးနော်ဒါလက်ရှိဒီလိုပွဲစဉ်တွေကသူတို့စီမှာကြည်ရလဲသိပြီးလွယ်ကူနေတယ်ဟာမကြီးဒီပွဲခမရကဒါရှင်တော်တို့သူတို့စီဟာ၈နာရီပွဲစဉ်ပေါ့နော်ဒါ၈နာရီပွဲစဉ်မှာခမရကန်နေနော်ခမရဒါ၁၀နာရီခွဲမှာပြီးမယ်ပွဲစဉ်ပြီးရင်ဒါလီဗာပူးကောင်တွေသွားပြီးအဲ့ဒါလန်ဒန်မှာအိပ်ရမှာခမရ တကယ်လန်ဒန်မှာအဲ့လန်ဒန်မှာအဲ့ရဘလောက်ဈေးကြီးလဲကိုဒီအသိဆုံးခမရလဲအဲ့တော့လီဗာပူးကကောင်တွေကတော့ကျွန်တော်ဒီနေ့ပေါ်စံမှာပြတ်တုတ်ပြီလို့မြင်တယ်ဒါကုနာဘောလူပဲလက်ရှိဒါကျွန်တော်ပြိတ်သက်တွေပေါ့နော်ပြိတ်သက်တွေကပြတ်တုတ်ပြီးတော့ကစားသမားကိုပြောတော့မှပြိတ်သက်တွေကအာကံမဲ့သင်ကပြားဆိုငါပြတ်တုတ်ပြီဆိုနမိတ်ကဖတ်လိုက်သေးတယ်အပြုကျွန်ကိုပြောမယ်ဆိုရင်လက်ရှိမှာပြိတ်သက်တွေကဒါကျွန်တော်ပြတ်တုတ်ပြီလို့မြင်တယ်ဘာကြောင့်လဲဆိုတော့ကုနာဘောလူပြင်ရမှာဒါအားနောက်ကြတယ်ကြည့်ရမယ်လို့အခုလက်ရှိကျွန်တော်ကတော့စင်ကာပူမှာပေါ့နော်စင်ကာပူမှာဖြစ်တဲ့အကြောင်းလက်ရှိကအချိန်ရပြန်ကြည့်မယ်၃နာရီတို့ ဒီဘုပ္ပိတ္တနေတာခင်ဗျာမနှက်ပြအလုံးမရှိရင်တော့တော်သေးတာပဲအလုံးများရှိလို့ကတော့ဒါမနှက်9နာရီခွဲလောက်မှပွဲပြီးမယ်ဆိုတော့အိုးကြည့်ရမယ့်အချိန်ကလည်းကုလိုကန့်လန်ဗျာတော်တော်လေးကိုဗယုတ်ပချာကြအဲ့တော့တခါကျရင်ဗျာဒါဒီကောင်လေးကြည့်ဟိုမှာပိုဆိုးတာလီဗာပူးဆိုဗျာအာရှမှာပြိတ္တန်များဆိုထိုင်းတို့ဒါကျွန်တော်လက်ရှိမှာစင်ကာပူတို့ဒါလီဗာပူးတို့ဒါကျွန်တော်မလေးရှားတို့မှာဒါပြိတ္တန်တွေအများဆုံးပဲ အဲ့လိုကောင်မှုတွေကို support မလုပ်တာကျွန်တော်သိရဆုံးမသိလားတခါကြရင်အဲ့တော့ထားပါ brand ဖို့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ key and rookie မှာဒါကျွန်တော်တို့ဟိုကျွန်တော်တို့အောင်မြင်လိုက်ရှုံးနေလိုက်ဆိုတဲ့ပုံစံမျိုးတွေးရမယ်လက်ရှိမှာ liverpool အသင်းကဒါရလက်တွေဆိုးရွားနေတဲ့ဥစ္စာကနေပြီးတော့ itran frankfurt နဲ့ပွဲစဉ်မှာ goal ပြတ်နိုင်ပွဲနဲ့သူတို့အနေနဲ့ထပြလာခဲ့တယ်အဲ့ဒီပွဲစဉ် frankfurt နဲ့ပွဲစဉ်မှာတကယ်လို့ဒါကျွန်တော်အရန်သဘောကျတာ andy robinson ရဲ့ဒါကျွန်တော်တို့ဘာလဲ ဟူဂိုအီဂီတကီကိုပေးလိုက်တဲ့အလုံးဆောင်းရမ်းသဘောကြတယ်။အီဂီတကီကတော့ခမရုတ်တရက်ကျင်းတာအကောင်ကြီးပြီးလေးမယ်လို့ထင်မယ်။ကစားသမား friend fair ကစားသမားတွေအကုန်လုံးကိုနောက်ပူခြံထားခဲ့ပြီးသူပြေးသွားတဲ့နှုံကအယမ်းမိုက်တယ်။အဲ့တော့အမှန်တမ်းပြောရမယ်ဆိုပေါ့နော်ဒီနှစ်မှာဒါကျွန်တော်တို့လီဗာပူးအသင်းကအီဆက်ကိုဝယ်လိုက်တာမှားတယ်လို့ကျွန်တော်တို့မပြောချင်ဘူး။ဒါပေမဲ့အီဆက်နဲ့ဟူဂိုအီဂီတကီကိုဒါအာနီစလော့အနေနဲ့တွဲသုံးဖို့အတွက်အဖြေတစ်ခုတော့ရှာသိမ့်ပြီလို့မြင်တယ်။ဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာ Florian Rich ရဲ့အကောင်ဆုံးပုံစံဒီကိုမြင်ရဖို့တော့ကျွန်တော်တို့စူးစမ်းသွားနေပါဆို Florian Rich နဲ့ဒါလက်ရှိဒါရှေ့ပွဲမှာလည်းဒါ assist နှလုံးဖန်တီးပေးခဲ့ပြီး တဲ့နောက်ပိုင်းမှာတော့ risk အနေနဲ့ဒီနေ့ပွဲစံမှာဘာရဆက်လို့မှာတေချာတကူကဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ ဟိုဝေဘန်တန်ဒီဂျားတွေကလည်းယုံထွက်ဖို့တော့ကြိုးစားမှကစားသမားတယောက်ကတော့မူဆာလာဖြစ်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေဆာလာရဲ့ဒီနေ့ပွဲသမား3ရဲ့သူ့ရဲ့ခြေစွမ်းအကောင်းဆုံးတွန်းအားယုံအားလှုပ်ဖို့အတွက်အကြီးစားကြိုးစားပြမယ်လို့မြင်နေဒါပေမဲ့ဒီနေ့ပွဲသမားတစ်ဖက်ရဲ့ key and rule တင်းကိုတော့လုံးဝလုံးဝ short တော့လို့မရဘူး key and rule တင်းနဲ့အခုလက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့ရလတ်ပိုင်းရအနေမြင့်တက်ကြတွေများနေတာမှန်ပေမဲ့သူတို့တွေကသူတို့အတင်းကလှုပ်ပြနိုင်စွမ်းလို့ရှိသေးတယ် Manchester United တို့အတင်းမျိုး3-1နဲ့9နဲ့လက်ရှိမှာ Fulham ကို3-1နဲ့ရှုံးနေ City ကို1-0နဲ့ရှုံးခဲ့ပေမဲ့ Bradford တင်းအဲ့တုန်းကတော့မယမ်းကြီးမညံ့ခဲ့နေတာမှရှိတယ်။ဘာသာ က်နဲ့ဒါကျွန်တော်တို့ brand food နဲ့ပွဲဆိုကျွန်တော်မကြည့်ဖြစ်ခဲ့မယ်ဒါအဓိကတော့ခြေစွမ်းပြခဲ့တာတီရေကိုပဲပေါ့နော် ။တစ်ဘက်ကလီဗာပူးကတော့နောက်ဆုံးပြိုင်ပွဲစဉ်ကောင်းမှာ၄ပွဲဆက်ရှုံးနေခဲ့ပြီးနောက်ပိုင်းမှာဖရန့်ဖတ်နဲ့ပွဲစဉ်မှာအကောင်းဆုံးပြန်လာနိုင်ခဲ့တယ်။ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါဆက်လက်ပြီးလွဲချော်မကစားသမားတွေများနေတယ်လို့သိရတယ်မှာပါတယ်။ဂျယ်ရမီဖရင်ပောင်ကလက်ရှိဒါကျွန်တော်တို့ဒါလာမဲ့လာဒီနာမယ်ဆိုပြီးတရင်ထွက်လာခဲ့ပြီးယေဟိုဗာနဲ့လီယိုနီကလက်ရှိဒါကျွန်တော်တို့ဆက်လက်ပြီးလွဲချော်မယ်။ဘဂျီဒစ်ဆက်လက်ပြီးလွဲချော်မယ်။အလီဇန်ဘတ်ကလွဲချော်မယ်။ဒီနေ့ပွဲစဉ်မှာလွဲဖို့ရာခိုင်နှုန်းများမကစားသမားအီဆက်နဲ့ဂရန်ဗန်ဘတ်ဆိုပြီးသိရတယ်မှာပါတယ်။အီဆက်အနေနဲ့ပါလာခဲ့မယ်ဆိုရင်တော့မှအရန်လူချင်းမှာဒါပါလာဖို့အတွက်လက်ရှိမှာဟစ်ဖြစ်နေတယ်လို့သိရတယ်မှာပါတယ်။တစ်ဖက်က PN2 တင်းကလည်းရှိမှဒါကျွန်တော်တို့ရဲ့အဓိကကစားသမားဆိုလို့ RN HK ကလွဲရင်တော့ကျန်တဲ့လူတော်များဒါ fully fit ဖြစ်နေတယ်လို့သိရတယ်ဒီမှာပါတယ်အဲ့တော့ဒီလက်ရှိဒီနေ့ဒါကျွန်တော်တို့ Brandford ကဒါကျွန်တော် Tommy Friend တော့လည်းမတူတော့ဘူးဘာဖြစ်လို့လဲဆိုလက်ရှိမှာ KN2 က pragmatic push လုပ်တာနေတယ်သူသွားကျင်တဲ့ formation ကအသက်ဝင်တဲ့ဥစားကဝင်းဘက်နှစ်ယောက်ကိုတည်တဲ့ပြီးရင်တော့ဒါကျွန်တော် counter transition တွေမှာတစ်ဖက်အသင်းကိုဒါဆွတ်ဆက်ပြီးတော့ push လောက်တာတွေကိုတွေ့ရမယ်အဲ့ဒီ push တွေမှာမှထပ်ပြီးတော့ကျွန်တော်အကြီးကဲသွားတာသူရဲ့ counter transition မှာအဓိကအားထားတဲ့နှစ်ယောက်ကတီးကိုနဲ့ shape ဟို kevin sha တွေပေါ့နော် kevin sha ခုနောက်ပိုင်းမှာဒါမထင်မှတ်ပဲကောင်းလာတာဒါကျွန်တော် coyote coyote ရဲ့လက်ရှိဒါကျွန်တော် win back ရဲ့ transition အခုပြောင်းမှာတီးကိုနဲ့ coyote နဲ့ပြန်ချိန်တယ်တီးကို kevin sha တွေကို overlap run under run တွေကိုပြေးခိုင်းတဲ့ချိန်မှာအဲ့ဒီကနေပြီးတော့တီးကိုကပြန်ထွက်ပြီးတော့ goal တွေတွင်းနေရှိတယ်ပြီးတော့တီးကိုနဲ့အခုလက်ရှိမှာ center forward play တွေမှာပဲ ਨੇ striker play မှာပါ impact မှာ impeccable ဖြစ်တယ်လို့မြင်တယ်မကြခင်မှာတီးကိုကလည်းလက်ရှိမှာဒါကျွန်တော်တို့ brand vote အသင်းရဲ့ရောင်းခံရမယ့် as asset တွေတဲ့ကတခုများလို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာနောက်တစ်ခုဒီနေ့ပွဲစမှာဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါက Handu E ပေါ့နော်။ဒါကျွန်တော်တို့ Jordan Henderson ကသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Liverpool အသင်းနဲ့တွေ့ဆုံမဲ့အချိန်မှာတော့ Body Blue ဖြစ်လာမယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။နောက်တစ်ခုအနေနဲ့ KNU အသင်းအားနေတဲ့နောက်တစ်ချက်ကသူ့ရဲ့ဒါကျွန်တော် Cancel ဘိုင်းကနည်းနည်းလေးအားနေတယ်လို့မြင်တယ်။ Cancel ဘိုင်းကကောင်းကျင်တဲ့အချိန်တော့ထကောင်းတာမျိုးတွေရှိပေမဲ့လက်ရှိမှာ Cancel ဘိုင်းကအားနေတယ်လို့မြင်တယ်။ဒါပေမဲ့တကယ်တော့ Brentford ရဲ့ဒီနေ့ပွဲစမှာ Arnie Slot ကိုအသင်းနဲ့အဓိကတွေ့ရမယ့်အချက်က KNU ရဲ့ set piece တွေပဲ။ KNU ကိုယ်တိုင်ကလည်း set piece နီးပြပွဲ ဘွားကရောက်လာတဲ့ကြောင့်ဒါကျွန်တော်ဒေါင်ကန်ဘော်ဒီလက်ပြဘော်ဒီကတော်တော်လေးကိုချီချူမှုကောင်းတဲ့အသင်းကိုပိုင်ဆိုင်ထားတဲ့အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်။လီဗာပူးတင်တဲ့ဒါကအငိုင်းမမိဘူးအရေးကြီးလို့ကျွန်တော်အနေနဲ့မြင်မိတယ်မပါဘူး။ဒါပေမဲ့လီဗာပူးတင်တဲ့အခုလက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာကျွန်တော်အားမရတာတစ်ချက်ကသူတို့ရဲ့ခံစစ်ပိုင်းပဲ။ counter transition လောက်တိုင်းပေါက်နေတဲ့ဒါကျွန်တော်ခံစစ်ကြီးကိုကျွန်တော်တော်တော်လေးကိုသဘောမကျမိတာအမှန်ပဲ။ private နဲ့ပွဲစဉ်လုံးကတော့မှ counter transition ကတလုံးစုတလုံးမိသွားခဲ့ပြီး christian ဆိုင်ရဲ့ကန်ချက်ကိုဒါလီဗာပူးတင်ဘလူးမှထိမရခဲ့တာဖြစ်ခဲ့တယ်။ဒါပေမဲ့လီဗာပူးကအဲတုန်းကရှင်းနေဒါခံစစ်အားနေခဲ့မှတိုက်စစ်နဲ့ပ ြန်ဖာခဲ့တဲ့ movement တွေရှိတယ်ဒီနေ့ပွဲစဉ်မှာလည်းဒါမျိုးကိုတီးတန့်လှုပ်ပြတဲ့ပွဲစဉ်လိုမျိုးနဲ့ဒီနေ့ပွဲစဉ်မှာ isa သာမပါနိုင်ခဲ့ဘူးဆိုတော့ hugo ikki tikki လုံးဝ shine လုပ်ရမယ့်ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့လက်ရှိမှာ artist တွေအနေနဲ့ခေါင်းမာမှုတွေကိုရပ်တန့်ဖို့လိုလာတဲ့ပွဲစဉ်ကဒီလိုပွဲစဉ်တွေမှာပဲ artist တွေအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့ kiesa ကိုတိုင်ကပရိသတ်တွေပေးအပ်တဲ့ standard chapter ရဲ့တလတ်တာအကောင်ဆုံးကုသသမားတစ်ယောက်ကိုဒါ kiesa ရခဲ့တယ်ဒါကြီးကိုလစ်လူရှုနေမဲ့အစားဒီအာကို embrace အာနီစလော့လင်းနေနဲ့လုံတဲ့နေကျွန်တော်နေမြင်တယ်။အာနီနင်းနဲ့အရန်လက်ရှိမှာဟာငါဒီကစားသမားကိုတုံးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ခေါင်းမကြီးတို့ခဏလျှော့ပြီးတော့ကိုဒီကဲကိုကြီးကိုပွဲတိုင်းသုံးမဲ့စာကေးစားလေးကိုလက်ဖွင့်မှာဒါကျွန်တော်တို့လေပြိတ်သက်တယ်ကျွန်တော်တို့ဒါပြိတ်သက်မပြောကျွန်တော်တို့လိုဂျာပြိတ်သက်တောင်ကြည့်ကျင်နေတယ်မှာပါတယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ကွင်းလယ်မှာဒါအပြောင်းလဲလေးတွေမြင်ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ကာတစ်ဂျုံကဒီနေ့ပွဲစဉ်မှာဒါဂရမ်မမရှိလို့သုံးလာမဲ့ဒီထားမှရှိရမြင်တယ်။လက်ရှိမှာဒါကျွန်တော်ဒါအရှိပွဲမှာကိုတော်မရီတဲ့ရေးထားဥစားကြည့်မယ်ဆိုရင်သူကတော့ဒါကာတစ်ဂျုံကိုသဘောကျတယ်။ကျွန်တော်မနေ့ကကာတစ်ဂျုံကိုနည်းနည်းလေးတော့ပူသဘောကျတယ်ထားမှရှိကိုတော်မရီ ယ်ဘာလို့သူရဲ့ number 68 hybrid မှာကသူက gravel battered ဆိုင်ခံစစ်ကိုပို့ပြီးတော့အသားပေးနိုင်တဲ့အတွက်ကြောင့် mechanical style လှုပ်ပိုင်ခွင့်ကိုပို့ရမယ်လို့ကျွန်တော်နေနေမြင်တယ်။ပြောချင်တာက cartridge ဂျုံဝင်လာခဲ့မယ်ဆိုရင် mechanical style ရဲ့ဒါကျွန်တော်လက်ရှိမြုပ်နေတဲ့ဥစ္စာတွေကိုပြန်ပြီးတော့ unlock လုပ်နိုင်မယ်လို့မြင်တယ်။ဒါအပြင်ကျွန်တော် Florian wrist လည်းပို့ပြီးတော့တောက်ပသွားနိုင်မယ်လို့မြင်တယ်။အဲ့တော့အကုန်လုံးကဗျာကျွန်တော်တယောက်တစ်ယောက်ကိုဒါကျွန်တော်မြုံနေတဲ့ဥစ္စာတွေအကုန်လုံးကိုဒါပြန်ပြီးတော့ swap တင်ရမယ်အနေထားတစ်ခုရှိတယ်လို့ကျွန်တော်ရဲ့ booking ကိုမြင်တယ်။အဲ့တော့ဒီနေ့ပုံစံမှာနောက်တစ်ခုကိုကျွန်တော်အနေနဲ့ပြောချင်တာက ဒါဘာလို့ရမလဲဆိုတဲ့အဖြေတစ်ခုအဖြေတစ်ခုကဒီနေ့ပုံမှန်ကျွန်တော် pass name မှာဆိုကျွန်တော် Robertson ကိုသုံးချင်တယ်ကာရာကက်ကိုဒီနေ့ပုံမှန်ဆက်လက်ပြီးအနာပေးပြီး Andy Robertson ကိုသုံးပြီးဒါလက်ရှိမှာပြဿနာက Liverpool မှာ right back မရှိဘူး right back ရှိမှာဒါ corner Bradley သုံးရင်သုံးမသုံးဆိုတာကျွန်တော် Sobu slide ကို inverted ပုံစံမျိုးသုံးရင်သုံးဒါမျိုးပဲရွေးချယ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပုံမှန်ဖြစ်ချင်တယ်ဆိုပြရှယ်ရှယ်လေး Robertson ကိုသုံးပြီးတော့တကယ်နဲ့ in game မှာ Kunate Van Dijk Robertson ဆိုပြီးစနာဘက်၃ယောက်ကိုတွဲပြီးတော့ Sobu slide ကိုဒါကျွန်တော် inverted ပုံစံမျိုးတွားပြီးတော့ဒါ maybe ဝင်ဘက်ကိုလည်းပြင်ပြေးခိုင်းမယ်ဒါပုံစံမျိုးတွားအဲ့တော့ Curtis Jones ကိုနိုင်ငံကလည်းသူကိုနိုင်ငံက flexible ဖြစ်တဲ့က စားသမားဖြစ်တဲ့ကြောင့် inverter မှာသူကိုယ်တိုင်လည်းကူပေးလို့ရတယ်။ support side line တက်သွားရင်ဒါ cartridge ရုံနောက်ကိုပြန်ဝင်မယ်။ဒီလိုအဝင်ထွက်ကိုဒါကျွန်တော် balance ပုံစံမျိုးပြန်ညှိဖို့ရတယ်။ဒါပေမဲ့တစ်ဖက်အသင်းရဲ့ gain လည်းကူလည်းသတိထားမှာဖြစ်တယ်။ပဒီကတော့ဒါ long range passer တွေဒီညမှာဒါကျွန်တော်တို့တစ်ဖက်က brand foot မှာရှိရ။နှစ်ယောက်တော့ရှိရ။ handle နဲ့ဒါကျွန်တော်တို့ dams gap ပဲ။လက်ရှိနောက်ပိုင်းပွဲစဉ်မှာကြည့်မယ်ဆိုရင်ဒါ brand foot ရဲ့အသင်းရဲ့ strategy အရင်ရှင်းတယ်။ corner transition မှာဒါကျွန်တော်တို့ဒါ Thomas Frank ကဒက်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 သွားတာဆိုဒီလိုမျိုး point a to point c ကိုဝုန်းဆိုပြီးခုံချသွားတယ်။အရင်တော့ကတော့တော့မဲ့ဆွဲသွားတာ a b c d no တော့မဟုတ် a to d ကိုတခါတည်းခုံချတယ်။ဥပမာအဓိကဘယ်အောင်သွားပြီးအဓိကအားကုလဲ။မတင်မပနဲ့လက်ရှိတာ Brentford ရဲ့ Kansas ကစားမှာ Nathaniel Collins ရဲ့ long pass ရတအားကောင်းလို့ Damsgate ရဲ့ Henderson ရဲ့ long pass ရတအားကောင်းတယ်။ဒီနေရာမှာ Thiago တို့ကရှင်းတယ်။နေရာတအားရွယ်။ Thiago တို့မဟုတ် Kevin Shardy ကဒါကျွန်တော် corner တွေမှာဆိုသူတို့ဒါ defensive မှာ corner တွေမှာဆို Thiago ဝင်ဝင်ရှိဝင်ဝင်ဝင်တလို့ဖြုံစံဖြစ်တယ်မဲ့ Shardy ကတုံတန်ဝင်။သူ့ရဲ့အရက် amount ဆို Kevin Shardy ကဒါထိတ်နာမတော်တော်ဆောင်တဲ့ပုံစံရှိတယ်။အဲ့ဒါက အဓိကလီဗာပူးကြောက်အောင်ချက်ပဲကောင်းတာ transition မှာ Kevin Shaw တေကိုဒါလီဗာပူးတင်းတောက်လျှောက်စောင့်ကြည့်တင်ပြီးတော့ဒါတေကိုလောက်ရမယ့်အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့ပုံကူရေးရရ100%မြင်မိရတယ်မှာပါအဲ့တော့လီဗာပူးတဲ့ဒီနေ့ပုံစံမှာလုံးဝပေါ်လို့မရဘူးတစ်ဖက်ကအိမ်ဝင်လည်းဖြစ်တော့လီဗာပူးလက်ရှိမှာအားနည်းနေတဲ့အချက်ကိုအသုံးချနိုင်တဲ့အသေးသေးဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဒါကိုတော့စောင့်ကြည့်အဲ့တော့လီဗာပူးတင်းနဲ့ဒါအပေါ်ကအသင်းနေတဲ့လုံးဝအမှတ်မပြတ်ရေးအတွက်ဒီနေ့ပွဲစဉ်က mass win ပွဲစဉ်နိုင်ကိုနိုင်ရမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ပြောရင်းနဲ့ပဲလီဗာပူးတင်းကဒီနေ့ပွဲစဉ်မှာဒါကျွန်တော် friend fair ရဲ့ခြေစွမ်း ်းကိုဒါကျွန်တော်ဒီနေ့ပုံမှာ replicate လုပ်နိုင်မှာတစ်ဖက်က brandfold ကလက်ရှိမှာအနှိမ်မြင့်တက်ကြဖြစ်နေတဲ့ပုံစံမျိုးဆက်တိုင်းမယ်အသင်းကြီးတွေဆိုရင်ဆက်လက်ပြီးတော့ဒုက္ခပေးနိုင်မှုအတွက် key and root တွင် brandfold ရဲ့မြို့မှာဒါကျွန်တော် brandfold ရဲ့ကွင်း the gdeck community stadium မှာအလုပ်လုပ်သွားမှာအဲ့ဒါဒီပွဲစဉ်ကမြန်မာစံတော်ချိန်ဒါကျွန်တော်တတားရီကွန်းမှာကျင်းပသွားဖို့ကြောင့်မို့အကုန်လုံးကနည်းနည်းလေးတော့ AA ပြတ်မယ်လို့ပြောနေတယ်ပဲကျွန်တော်တော့တောင်းပြပါအောင်ဘလို့ဘာကိုကြည့်ကြည့်နေဆိုရင်တော့ youth sport media 3.0 ਨੇ ဒီ voice တို့မှာကျင်းလို့ဆိုတာပေါ့ကိုကြည့်လို့ရပါတယ်မြန်မာ့လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာ မြန်မြန်နဲ့ဖြစ်ပါတယ်အားလုံးမကြူတူပါတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါတယ်စုမုံကောင်တောင်းပြီးနေပြီကျွန်တော်သုံးပြီးပါဗျအားလုံးမကြူတူပါတယ်ဒေးပါဗျ